အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေမနက်ခင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကကျူးလွန်သောစစ်ရဇဝတ်မှုများအတွက်ကျူးလွန်သူများနှင့်တပ်မှုများ၏ကိုယ်ရေးအချက်အလက်များကိုစုဆောင်းနေဟု IIMM ကထုတ်ပြောစုံစမ်းစစ်ဆေးရမည့်ရဇဝတ်မှုအရေးအတွက်ကငကူမျှော်လင့်ထားသည့်ထက်အလွန်ကျော်လွန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာစစ်တပ်ကကျူးလွန်သောစစ်ရစွဲမှုများအတွက်ကျူးလွန်နေသူများနှင့်တပ်မှုများ၏ကိုရေးအချက်လက်များကိုစုဆောင်းနေဟု IMMM ခေါ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နရာအကြီးအကဲနီကိုလတ်စ်ခွန်ချန်ကပြောဆိုလိုက်ပါတယ်။ရှမနီအမေရိကန်ပြည်ထောင်စုညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်ပါတယ်။ အကြံဖက်စစ်တပ်ကဖမ်းဆီးထားသူများအပေါ်ညှဉ်းပန်းနှိပ်စက်မှုလိမ့်ပိုင်းဆိုင်ရာအကြံဖတ်မှုအမျိုးမျိုးကျူးလွန်နေသောအထောက်အထားများစုဆောင်းထားပြီးကျူးလွန်သူများ၏တပ်မှုများ၏ခိုးရဲချက်လက်များကိုစုဆောင်းထားကြောင်းလက်ရှိမြန်မာနိုင်ငံတွင်နိုင်ငံတကာရစပွတ်မှုများဖြစ်ပွားမှုအကျဉ်းရေးနှင့်ပြင်းထန်မှုများမြင့်တက်လာခဲ့ကြောင်း IMM အနေဖြင့်တပ်တီထွက်ဆိုချက်ပေါင်း600ကျော်အပါဝင်အထောက်အထားရင်းမြစ်ပေါင်း6300ကျော်နှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၎င်းကရှင်းပြပါသည် ထို့ပြင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုပိုပြီးအားချလာပြီးစာတင်ကြောင်းများ၊ဆေးရုံများ၊နေအိမ်များနှင့်ဘာသာရေးဆောင်များကိုတိုက်ခိုက်နေမှုများကိုဦးစားပေးစုံစမ်းစစ်ဆေးနေကြောင်း2018ခုနှစ်ရှင်လင်းရေးစစ်စင်ရေးကာလအတွင်းရိုဟင်ဂျာများ၏ပိုင်ဆိုင်မှုများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းနှင့်သိမ်းယူခြင်းအကြောင်းစစ်စစ်သုံးသပ်ချက်အစီရင်ခံစာအချင်းချုပ်ကိုစက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့ကြောင်းယင်းအစီရင်ခံစာတွင်ရိုဟင်ဂျာများ၏နေအိမ်၊စီးပွားရေးလုပ်ငန်းနှင့်ဘာသာရေးအဆောက်အဦများဖျက်ဆီးခဲ့ရပုံ ရင်းနေရာများတွင်နေချားဆောင်ရဲတပ်ဖွဲ့အခြေစိုက်စခန်းများအစားထိုးတည်ဆောက်ထားမှုများကိုစုံစမ်းစစ်ဆေးနေကြောင်း၎င်းကဆိုပါရယ်။ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေပိုပြီးပြင်းထန်နေပါရယ်။ရခိုင်တပ်တော်ကပြည်နယ်အတွင်းနေမီအများစုကိုသိမ်းပိုက်ထားပြီးစစ်တပ်ဘက်ကလည်းပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုဘုံကျဲတိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်နေပါရယ်။လူမျိုးစုပေါင်းစုံကအရက်သားတွေဟာဆင်းရဲဒုက္ခရောက်နေကြပါရယ်။ရိုဟင်ဂျာတွေကိုစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးကစစ်သားအဖြစ်စုဆောင်းနေပြီးရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလည်းလက်ရှိတိုက်ပွဲတွေမှာပါဝင်နေပါတယ်။ အယက်သားတွေကိုပြစ်မှတ်ထားတဲ့ဂျုံတိုက်ခိုက်မှုတပ်ဖြတ်မှုမရင်းကျင်းမှုနှိမ့်ဆက်ညံပန်းမှုတွေနဲ့ငမုတ်ခေါင်ပါမှုဂျုံနေရသူတွေစီဖေးဖို့တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုဒါစီဟန်တာတဲ့ဖြစ်ရက်တွေနဲ့ရင်ဆိုင်တဲ့တပ်တွေထောက်ထားတွေကိုရန်ရကစုဆောင်းနေပါတယ်။တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရက်မှန်တွေကိုမှတ်တမ်းပြုစုဖို့ရန်ရကဒီလိုဖြစ်ရက်တွေကိုမြင်မြင်တွေ့ခဲ့သူတွေနဲ့တိုက်ရိုက်ဆက်သွယ်ပါတယ်။ ကြားပြင်ဓာတ်ပုံတွေနဲ့ပွင့်လင်းရင်းမြစ်မှရရှိနိုင်တဲ့အထောက်အထားတွေကိုစီစစ်ခြင်းနဲ့အတည်ပြုခြင်းတွေလှုံ့ဆော်နေပါတယ်။ကိုယ်တိုင်ကြုံတွေ့ကြရတဲ့အချက်လက်တွေကိုမျှဝေပေးလိုသူတွေအနေနဲ့လည်းကျွန်တော်တို့စီဆက်သွယ်ပေးဖို့ကြိုးဆိုပါတယ်။မြန်မာစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးစီကအချက်လက်တွေရရှိဖို့ရန်ရကဆက်သွယ်ခဲ့ပေမယ့်ဒီနေ့ထိနှစ်ဖက်လုံးကပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်းအတည်ပြုလိုပါတယ်ဟုသူကပြောပါတယ်။ IIM ကရရှိထားသောထောက်ထားများကိုနိုင်ငံတကာရာဇဝတ်ခုံရုံးမှတရားလိုရှင်းနေုံအာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးမှစုံစမ်းစစ်ဆေးရေးတရားသူကြီးတို့ကအသုံးပြုနေကြောင်းမြန်မာနိုင်ငံကလူမျိုးပြုံးထွေးစင်မှုကိုတားဆီးရန်နှင့်ပြစ်ဒဏ်ချမှတ်ရန်သဘောတူစာချုပ်ပါတာဝန်ဝတ္တရားကိုပြက်ကွက်ခဲ့မှုဖြင့်ဂမ်ဘီယာနိုင်ငံကဆွဆွဲထားသောနိုင်ငံတကာရာဇဝတ်ရုံးအမှုတွင်လည်းအသုံးပြုရန်အချက်လက်များကိုလည်းရန်နေရာကမျှဝေပေးနေကြောင်းသိရပါသည် မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက်အသုံးပြုခဲ့သည့်လန်ဒန်နှင့်စီးရီးတုံကရိယာများကိုရောင်းချပေးသည့်လူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများမှသက်ဆိုင်ရာနိုင်ငံ၏ဥပဒေများကိုချိုးဖောက်နေခြင်းရှိမရှိစုံစမ်းစစ်ဆေးနေသည့်နိုင်ငံများနှင့်လည်း IIMM နှင့်လည်းပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါသည်။2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကရန်ရယာကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီးအရင်းမြစ်တွေစီစဉ်ချထားပေးခဲ့ကြောင်းလက်ရှိအချိန်တွင်စုံစမ်းစစ်ဆေးရမည့်ရာဇဝတ်မှုအရေးအတွက်ဟာငကိုမျောမှန်ထားသည့်ထက်တော်တော်လေးကျော်လွန်နေကြောင်းသိရပါသည်။ ကြာဝင်ခံမှုနဲ့နိုင်ငံတကာတရားမျှတမှုဟာအရေးကြီးတဲ့လမ်းဆုံးလမ်းကွာကိုရှောင်နေပါတယ်မြန်မာနိုင်ငံမှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားမျှတမှုရှိအောင်ကြိုးပမ်းခြင်းကမြန်မာနိုင်ငံကရာဇဝတ်မှုကျူးလွန်သူတွေကိုတာမကပြစ်မှုကျူးလွန်သူအလုံးကိုအရေးကြီးတဲ့သတင်းစကားတစ်ခုပေးပို့နိုင်ပါတယ်အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အခါနိုင်ငံတကာဥပဒေကိုလျှို့လျူရှုတဲ့အခါနိုင်ငံတကာအတိုင်းဝိုင်းကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကိုတရားစီရင်နိုင်ဖို့ဒီအခမ်းအနားမှာရှိနေကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်ဟုမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညားအကြီးအကဲနီကိုလတ်ခွန်ချန်ကပြောဆိုပါတယ်။စမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။